အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အပြင်မှာခဏခဏပြောတယ်ရှင်းကမှလည်းခဏခဏလာပြကြတယ်ဒီ sensitive skin ပေါ့နော်ဒါကိုကျွန်တော်ကတော့တုံ့ပြန်မှုလွန်တဲ့အရေးပြားလို့သတ်မှတ်ပါတယ်အဲ့ဒီအကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်တုံ့ပြန်မှုလွန်ကဲအရေးပြား sensitive skin အကြောင်းကိုကျွန်တော်အချက်၄ချက်နဲ့ပြောပြသွားမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့ sensitive skin ဆိုတာဘာလဲပေါ့နော်ပြီးတော့လို့ရှိရင်ဒါကဘာကြောင့်ဖြစ်ရတာလဲတတိယတစ်ချက်ကကြတော့အဲ့လို sensitive ဖြစ်တဲ့အခါမှာဘယ်လိုတက်တာအောင်ဘယ်လိုပျောက်ကင်းအောင် လုပ်လို့ရလဲเนาะနောက်ဆုံးချက်ကကြတော့ justice game မဖြစ်အောင်ဘယ်လိုကောက်ွယ်လို့ရလဲဒီအချက်လေးချက်ကိုပြောပြတော့မှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးအချက်အနေနဲ့ justice game ဆိုတာဘာလဲပေါ့နော် justice game ဆိုတာကတကယ်တော့သူ့ရဲ့ဒီမူလနာမည်က sensitive skin syndrome လို့ခေါ်တယ်ဟိုတုံ့ပြန်မှုရုံခဲတဲ့လက္ခဏာစုပေါ့နော်ဒါကိုပြောမယ်ဆိုလို့ရှင်အဲ့တော့သူကဘာကြောင့်ဘလို့ဖြစ်တာလဲပေါ့ဘလို့ဖြစ်တာလဲဆိုလို့ရှင်သူကပုံမှန်လွယ်လွယ်သူများတွေကရားတာရဲတာမဖြစ်တဲ့အချိန်မှာကိုယ့်ရဲ့အခြေပြားကလွယ်လွယ်နဲ့ရားတာရဲတာဆက်ဖြင်းဖြင်းဖြစ်တာ အဲ့လိုမျိုးတွေဖြစ်တယ်ဥပမာကျွန်တော်တို့ cosmetic တစ်ခုခုသုံးတာပဲဖြစ်ဖြစ်နော် cleanser တစ်ခုခုသုံးတာပဲဖြစ်ဖြစ်သို့မဟုတ်ဆေးလိမ့်တာပဲဖြစ်ဖြစ်သူများလွယ်လွယ်နဲ့ဘာမှမဖြစ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ skin ကလွယ်လွယ်နဲ့ကြားတာရဲတာသဖြင်းဖြင်းဖြစ်တာပူတာဆူးတာဒါတွေလွယ်လွယ်နဲ့ဖြစ်ရင် sensitive skin လို့ခေါ်တယ်အဲ့တော့အဲ့ဒါကတော့ကျွန်တော်တို့တော်တော်လေးဖြစ်များတယ်ခုနောက်ပိုင်းမှာဥရောပဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့လူ၁၀ရောက်မှ၄ရောက်လောက် sensitive ဖြစ်တဲ့လက္ခဏာတွေဖြစ်ကြတယ်တွေ့ရတယ်ပေါ့နော်အသားပြူတဲ့လူတွေမှာပိုဖြစ်တယ်လို့ပြောတယ်နောက်တစ်ခုကကြာတော့အမျိုးသမီးတွေမှာပိုပြီးတော့ sensitive skin ဖြစ်တယ် ာကပိုပြီးတော့များတယ်လို့တွေ့ရတယ်။အဲသူကပုံမှန်လည်းပြောရမှာကိုယ့်ရဲ့အရေးပြအထင်မှန်ရွှေလိုကံပေါ့တစ်ခုခုဆိုလို့ရှိရင်ရားပြီးရဲပြီးဆက်ပြင်းပြင်းဖြစ်ပြီးဒါဆိုလို့ရှိရင်တော့ sensitive skin ရှိတယ်လို့ပြောလို့ရပါတယ်။ဒုတိယတစ်ချက်အနေနဲ့ sensitive skin ဘာကြောင့်ဖြစ်ကြတာလဲပေါ့နော်။ဒါကိုကျွန်တော်တို့သိပ္ပံနည်းကြကြလေ့လာကြည့်တဲ့အခါမှာအချက်၃ချက်ပြောင်းလဲမှုဖြစ်တယ်လို့ဆိုပါတယ်။ပထမအဦးဆုံးချက်ကကြတော့ကိုယ့်ရဲ့ organ အသွားဒီ barrier မှာကျွန်တော်တို့အာနိမှုရှိတယ်ပေါ့နော် weak barrier ပေါ့နော်ဒီ epidermal weak barrier system ဖြစ်တယ် ဒုတိယတစ်ချက်ကကျတော့ကျွန်တော်တို့ရဲ့ဒီအရေးပြားမှာရှိတဲ့ခုခံအစနစ်ကပုံမှန်ထက်စာလို့ချင်ပို့ပြီးတော့တုံ့ပြန်မှုညံဆန်နေတယ်တုံ့ပြန်မှုများနေတယ်ဒါကြောင့်ဖြစ်ရတယ်ပေါ့နော်တတိယတစ်ချက်ကကျတော့ကျွန်တော်တို့အဲ့ဒီ sensitive ဖြစ်တဲ့အရေးပြားမှာရှိတဲ့ဒီအာယုံကြောလေးတွေအာယုံခံစနစ်တွေပေါ့နော်ဒီအာယုံကြောအမြင်တွေကတခြားနေရာမှာရှိတဲ့အရေးပြားတွေထက်စာလို့ချင်သူကအာယုံကြောအာယုံကြောတွေများနေတယ်အာယုံခံစနစ်ကပို့ပြီးတော့အလုံးလုံးတွေ့ရတယ်ဒါကတော့ sensitive ဖြစ်စေတဲ့အဓိကအကြောင်းကြီးတွေတုံးခုဖြစ်ပါတယ် ခုနကပြောတဲ့အကြောင်းရင်းကြီး၃ခုဘာလို့ပြောင်းလဲသွားတာလဲပေါ့နော်လိုလိုနေနေပြောင်းလဲသွားတာတော့မဖြစ်နိုင်အဲ့တော့ဒီနောက်ွယ်ကပြောင်းလဲမှုဖြစ်စေတဲ့အကြောင်းရင်းကအဓိကနှစ်ခုရှိတယ်အထမတစ်ခုကကျွန်တော်တို့ပြင်ပနော်ကျွန်တော်တို့ environment environment ကကျွန်တော်တို့ ਨੇ ထိတွေ့တဲ့အရာတွေမှာပြောင်းလဲတဲ့ခါကြလို့ရှင်လည်းဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ထိတွေ့နေတဲ့ရေလေကျွန်တော်တို့သုံးနေတဲ့ cosmetic product တွေအဲအဲ့ဒီမှာပါတဲ့ chemical တွေ ਨੇ ထိတွေ့တာများလာတဲ့အခါမှာ အချို့သော chemical တွေကကိုယ်အရေးပြားနေတာဟာသာတာမဖြစ်တာရှိကျွန်တော်လေဒူတွေမှာပါလာတဲ့ဒီ toxic chemical တွေအပုံပွားတွေကလည်းဓာတ်တွေကိုဖြစ်စေတယ်လို့ပြောတယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့လူနေမှုပုံစံပေါ့နော်ဒီအစားအသောက်နေထိုင်ဓာတ်တွေနဲ့လည်းဆိုင်ခုမှကျွန်တော်တို့ဒီဒီကျွန်တော် research တွေပါပေါ့သူတက္ကနာစာရင်တခုမှဆိုကျွန်တော်တွေ့တယ်ကျွန်တော်တို့ဒါဒီ alone မင်းဟိုဆက်တာပူတာတွေကိုစားတာ coffee လုံးတောက်တာသူမဟုတ် ီ alcohol ဘလုံးမင်းတောက်တာဒါမျိုးကြီး solution sensitive skin ကိုပို့ပြီးတော့ဖြစ်စေလို့ပြောတယ်နောက်တစ်ခုကကျွန်တော်တို့အခုခေတ်နေတဲ့အခါကျတော့လေဒီ cosmetic တွေတအားသုံးတယ်နော်ဒီ cosmetic တွေသုံးတဲ့နေရာမှာနှစ်ခုတောင်ဖြစ်တယ်လို့ပြောတယ် cosmetic တွေကို improper use ပေါ့နော်အသုံးပြုတာတလွဲအသုံးပြုနေတယ်သုံးတဲ့ cosmetic ကကောင်းတယ်ဒါပေမဲ့ကိုသုံးပုံသုံးမှားနေတယ်နော်အဲ့ဒါကြောင့်လေဒီ sensitive skin တွေဖြစ်နေနောက်တစ်ခုကကျတော့တချို့သော cosmetic တွေကိုနိုင်ကိုက sensitive ဖြစ်စေတဲ့ chemical တွေပါနေတယ်ကိုယ့်ရဲ့အခြေကြောင်ပေါ့နော် အဲအဲ့ဒါတွေတော့ဖြစ်ရှိတယ်လို့ပြောတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီနေရောင်တွေပေါ့နော်ခုနောက်ပိုင်းကကျွန်တော်တို့နေရောင်တွေဓာတ်ဒီဥစုတွေကကျွန်တော်တို့ပ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 ြီးတော့ဟိုပြင်းထန်လာတဲ့အတွက်ကြောင့်အရေပြားပေါ်ကိုခုနကပြောလိုမျိုးတက်ရောက်မှုရှိကျွန်တော်တို့အရေပြားကိုပြင်းရနေလာရောက်ပြီးတော့ထိတွေ့မှုတွေကြောင့် sensitive skin ဖြစ်တယ်ပေါ့နော်ဒုတိယအကြောင်းရင်းကြီးကကြတော့ကျွန်တော်တို့ရဲ့အတွင်းဘက်ကအတွင်းဘက်ကဆိုတာကျွန်တော်တို့ရဲ့ emotion ကျွန်တော်တို့ရဲ့စိတ်ကံစားမှုကျွန်တော်တို့ရဲ့ stress ကျွန်တော်တို့ရဲ့စိတ်ကံစားမှုတွေတုံ့ပြန်တဲ့အနေအထားပေါ့နော် ဲ့တော့ကျွန်တော်တို့ဒီ stress တွေတိတ်များတယ်စိတ်ပူပန်မှုတော့ကတိတ်များတဲ့ခါကြလို့ရှင်လေခုနပြောသလို sensitive skin ဖြစ်စီရအားပေးတယ်လို့ဆိုပါတယ်ဒါကတော့ခုနပြောတဲ့အချက်ကြီး၃ချက်ကိုကြောင်းလဲစေတဲ့အထဲမှာပြင်ရနေပြီးတော့တက်ရောက်တဲ့အရာရှိတယ်လို့ကျွန်တော်တို့အတွင်းထဲကနေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကြောင်းလဲမှုတွေကြောင်းလဲ sensitive skin ဖြစ်စီရဖွေရပါတယ် sensitive ဖြစ်ပုံဖြစ်ခြင်းပေါ့နော်ဒီလိုတုံ့ပြန်မှုလွန်ကဲတဲ့ဟာဖြစ်ပုံဖြစ်ခြင်းကြောင်းလဲကြောင်းမတူဘူးပေါ့နော်ဒီအဲ့ဒါကိုကျွန်တော်တို့အခွဲ၃ခွဲထားတယ် ဒီတချို့ကြတော့လေကျွန်တော်တို့ cosmetic တွေနဲ့ပဲဖြစ်တာတော့မို့တချို့လိင်စေးတွေနဲ့ဖြစ်တယ်ဘောနော်ဒါ cosmetic sensitivity လို့ခေါ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ environment ပေါ့ကျွန်တော်တို့ပြင်ပတအားပူတဲ့အခါမှာပူပြီးတော့ skin ကရတာရဲတာပို့ဖြစ်တယ်နောက်တစ်ခုကပူပြီးတော့အရင်အေးတဲ့အခါမှာရေပေါ့နော်မတူညီတဲ့ data တစ်ခုရောက်သွားတယ်ဟိုအဲ့လိုမျိုးဆိုလို့ရှိရင်ကိုတုံးတဲ့ရေမတူရင်လည်းဒါ sensitive အရင်ကဘာမှမဖြစ်ပေနဲ့အခုနောက်ပိုင်းပို့ဖြစ်လာဒါ environment ပေါ့အပြင်ကတက်ရောက်တဲ့အရာတွေကြောင့်ကျွန်တော်တို့ဖြစ်လာတဲ့အခါမှာ environment တဲ့ sensitive ပြီးလို့လေခေါ်နောက်ဆုံးတစ်ခုကတော့တော်တော်ဆိုးတယ်သူကတော့အကုန်လုံးနဲ့ sensitive ဖြစ်တယ်ပေါ့နော်သူကတော့လုံးဝ sensitive ဖြစ်တယ်ပေါ့နော်ဒီခုနပြောဆိုပူအေးကြောင်းလည်းဖြစ်တယ် cosmetic ကြောင်းလည်းဖြစ်တယ် ac တချို့ကြောင်းသွားရင်လိန်နာတွေကြောင်းသွားရင်ဖြစ်တယ်ပေါ့နော်သူကအရာအားလုံးတော်တော်များများနဲ့ sensitive ဖြစ်တာ ਉਹ ညာတော့ generally sensitive skin လို့လေခေါ်ပါကားယောဂတစ်ခုလားဆိုတော့ယောဂတစ်ခုတော့မဟုတ်ဒါပေမဲ့ရေပြောင်းမှာပြတဲ့လက္ခဏာတစ်ခုအနေနဲ့ပဲရှိရပေါ့သူ sensitive skin ကယောဂလို့တတ်မှတ်လို့အခုချိန်ကြီးတော့ ကိုမရသေးဘူးပေါ့နော်ဒါပေမဲ့တချို့တော့ယောဂါတွေနဲ့ဒီ sensitive skin ကဆက်ဆက်မှုရှိဒီမှာကျွန်တော်တို့ဒီ watch and thread လူတွေဆိုလို့ရှိရင်ဒီများထက်ပို sensitive ပို့ပြီးရောဖြစ်တယ်ပေါ့နော်ဒုတိယချက်ကတော့ကျွန်တော်တို့အရေးပြားမှာနှင်းကူဖြစ်တဲ့လူတွေပါတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီများထက်ပို sensitive ဖြစ်တယ်ပြီးတော့လို့ရှိရင်တော့ကျုပ်ပွေးနာရှိတဲ့လူတွေဆိုလို့ရှိရင်ဒီများထက်ပို sensitive ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီရေပြားလေးပတ်နာဖြစ်တဲ့လူတွေပေါ့နော်အဲလိုမျိုးဆိုလို့ရှိရင်ဒီများထက်ပို့ပြီးတော့ sensitive ဖြစ်တာတွေ့ရတယ်ပေါ့နော် ပြီးတော့ဒီလိုအရေပြားယောဂါတွေမကတည်ဘူးပုံမှာကျွန်တော်တို့ကဒီအဆုတ်လေးပြုံရောင်နဲ့ပေါ့နော်ဒီကျွန်တော်တို့ asthma ပေါ့နော်ပန်းနိုင်ရင်ကျက်ရှိတဲ့လူတွေတုံးဖို့တချို့ကြတော့လေ allergic rhinitis ခေါ်တယ်နှာခေါင်းမှာတခုခုအနံပြင်းပြင်းရှူမိတာပုံလေးရှူမိတာဆိုလို့ရှင်ရှားတာနာချီတာနာရေးကြတာအဲ့လိုမျိုးဖြစ်တဲ့ allergic rhinitis ရှိတဲ့သူဆိုလို့ရှင် sensitive skin ဖြစ်ဖို့ chance ပိုပြီးတော့များတယ်လို့ပြောပါတယ်